မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်စကောင်းဆောင်ကနေပြီးတော့မှအေးတကြံကျင်းပနေစဉ်ပြင်းအားလေးတသမာကိုရှိတဲ့ငလင်ထထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ခြောက်လုံးတန်းရှိအဆောင်တစ်ခုပြိုကျကြောင်းဒေသခံတွေကပြောပါတယ်ဒီကနေ့မနက်2025ခုနှစ်အေပီလ14ရက်နေ့မြန်မာစံတော်ချိန်မနက်9:32မိနစ်ချိန်ခန့်မှာနေပြီးတော့ကောင်းစင်တခိနတီနီမြို့နယ်နီးမြေအောင်အနက်9တသမာ6ကီလိုမီတာပဟိုပြုပင်ရစ်စတာစကိတ်၄တသမာကိုအစင်းနဲ့အင်အားအသင့်တင့်ရှိတဲ့မြင်ငလင်တစ်ခု ုထပ်မံလှုပ်ခတ်ခဲ့ကြောင်းအဲဒီလိုနှုတ်ခတ်မှုကြောင့်ဤပြည်တော်အရာရှိတွေနေတဲ့ခြောက်လုံးတန်းရှိအဆောင်တစ်ခုပြိုကျသွားကြောင်းဒေသခံတွေစီကနေသိရပါတယ်။အာနာသိန်းစစ်ကောင်ဆောင်ကတော့အပြုံးမပြတ်ပဲဤပြည်တော်မှာအေးတကြံလိုအမြင်ပေးထားတဲ့တကြံပွဲမှာရှေ့ပတ်ခံနေပြီးတရင်မပေါက်ကြစေဖို့လုံခြုံရေးပါတင်းကျပ်နေရလို့ဒေသခံတွေကဆိုထားပါတယ်။အခုလိုငလင်ဘေးတင်ကျုံနေရတာဟာနိုင်ငံကိုမတရားလူယူထားတဲ့အကြံဖတ်မင်းဆိုသူယုံမာရီကြောင့်လို့ပြည်သူတွေကခံယူနေကြပြီးမပျော်ရွှင်ရတဲ့တကြံဖြင့်နှလုံးသားကနေဆန္ဒပြုနေ ေကြောင်းအမည်မဖော်လိုတဲ့ပြည်သူတအုပ်ကပြောပါရယ် အခုဟာကမတရားအာဏာလုယူပြီးဖျားပေါ်တက်ပြလိုက်လုံနေတာကပ်ဘေးတွေကမပြီးနိုင်အောင်ဒီလူယုံမာတွေရှိနေတင်ပြီးတော့ဘာကပ်ဘေးတွေထတ်ကြုံရမလဲမသိတော့ဘူးလို့မြင်အောင်လိုက်ကိုဝေဖန်နေကြတာတွေ့ရပါတယ်။ဆလတ်ပြီးချင်းပြည်နယ်လူမြောက်ဘိုးလက်တကန်းသာလူတော်လူအချင်းချင်းအငင်းပွားမှုတွေမိဖက်ပฏิပခါဖြစ်မှတ်ယူဖြေရှင်းမယ်လို့ ICNCC ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရွှေကောက်ပွဲကျင်းပရေးစစ်ကောင်စီရဲ့ဂျူပန်းမှုတွေပါဝင်ပံ့ပိုးခြင်းမလုပ်ဖို့တတိပေးထားပါတယ်။ချင်းပြည်နယ်တခွင်လုံးစစ်အာဏာရှင်ကြာဆုံးပြီးချင်းတပြည်လုံးလူမြောက်ဘိုးလက်တကန်းသာလူတော်ရဲ့အချင်းကို ရောက်ရှိနေပြီဖြစ်ကြောင်းဂျားကာလာချင်းမျိုးသားတမင်ကန်ကောင်စီ ICNCC ကထုတ်ပြန်ခဲ့ပြီးတော်လိုင်းအင်အားစုများချင်းချင်းကြားဖြစ်ပွားတဲ့မြည်တိဖြစ်ပွားမှုကိုမစိုးမိဘပฏิပက္ခတွေဖြစ်တန်ယူပြီးငြိမ်းချမ်းသောနိလန်းများနဲ့တာဖြည့်ရှင်းဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်။ AP 73ရက်မှာကြာရောက်တဲ့ ICNCC ဖွဲ့စည်းမှု၄နှစ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်မှာအထက်ပါအတိုင်းဖော်ပြထားခြင်းဖြစ်ပါတယ်။ချင်းညီနောင်ကချင်းပြည်တွင်ရှိချင်းတိုင်းဒေသတော်လိုင်းအင်အားစုတစ်ခုဖြစ်တဲ့ချင်းပြည်ကောင်စီပြန်ပြည်ထနာချိုးရှိနေတော်လဲချင်းမျိုးသားပြန်လည်ပေါင်းစည်းရေး တွက်နှစ်ဖက်အကြားဆွေးနွေးနေစဉ်ဖြစ်ပါတယ်။ ICNCC ရဲ့ထုတ်ပြန်ချက်မှာစစ်ကောင်စီမှအတင်းအဓမ္မနဲ့ကျင်းပရန်စူးစမ်းစီစဉ်နေတဲ့ရွှေကောက်ပွဲကလည်းချင်းပြည်အတွင်းလုံးဝဆောင်ရွက်ကျင်းပနိုင်မှာမဟုတ်သလိုချင်းပြည်သူတွေကိုလည်းဒီလိုစစ်ကောင်စီရဲ့စူးစမ်းမှုတွေမှာပါဝင်ခြင်းထောက်ခံပံ့ပိုးခြင်းများမလုပ်ဆောင်ကြဖို့ကြိုတင်တတိပေးကြောင်းဖော်ပြထားပါတယ်။ ICNCC ကချင်းညီနောင်နဲ့နိုင်ငံရေးစည်းရင်းနဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီးချင်းညီနောင် မှာနိုင်ငံတော်ရဲ့အာဏာကိုလက်နက်အားကိုနဲ့အဓမ္မတန်ယူရောစစ်ကောင်စီကိုတွန်းလှန်တိုက်ခိုက်ရာကျင်တွင်းမတူပြီးမင်းတပ်ကံပတ်လက်ဖလန်းမျိုးများကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့အပိပီးထားပါတယ်။ ICNCC CB အနေနဲ့မဟာမိတ်များနဲ့ပူးပေါင်းပြီးမြို့သိမ်းတိုက်ပွဲများဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ချင်းညီနောင်စစ်ရေးကောင်ဆောင်များပါဝင်တာဝန်ရှိသူများအမြဲပြောနေတာကစစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ဆိုတဲ့အချက်ဖြစ်ကြောင်း ICNCC သဘာဝပတိတအုပ်ဖြစ်သူမင်းတပ်မျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးနေလျောင်းကဖလန်းမျိုးသိမ်းတိုက်ပွဲမှာကြီး ညာတဲ့အခမ်းအနားမှာပြောပါရယ်ကျွန်တော်တို့ဟာတကယ်တော်လိုင်းရင်ကိုတကယ်တော်လိုင်းရင်နဲ့တူအောင်တိုက်ပွဲရင်အောင်မြင်မှုတွေရမယ်ဆိုတာနိုင်ငံလုံးအားလုံးကသိပြီးသားပါဒါကြောင့်မလို့ဒီတော်လိုင်းရင်မှာပါဝင်ခဲ့တဲ့အယောက်စီတိုင်းကိုလေးစားတဲ့ဂုဏ်ယူတဲ့မှတ်တမ်းနဲ့တင်တဲ့ဒီလိုပဲအသက်တွေခနာကိုယ်တွေဘဝတွေပေးဆက်သွားတဲ့သူတွေကိုလည်းအမြဲတမ်းလေးစားဂုဏ်ယူမှတ်တမ်းတင်နေမှာဖြစ်တယ်လို့ဦးနေလင်းအောင်ကပြောပါရယ်တတိုင်းပြည်လုံးစစ်အာဏာရှင်အောက်မှာလွတ်မြောက်ရေးကြိုးပမ်းရာမှာချင်းညီနောင်ရဲ့အောင်ပွဲတွေနဲ့တူအခြားသောမြန်မာတိုင်းနိုင်ငံလုံးရှိတော်လိုင်းရဲဘော်တွေကချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့ ူအောင်ပွဲရကြစေဖို့အတူတူတိုက်ပွဲဝင်ကြရအောင်လို့လည်းဦးနေလင်းအောင်ကတိုက်တွန်းခဲ့ပါတယ်။ချင်းလူမျိုးတွေကလူသမိုင်းတခြားအတူတူရှင်တွဲနေထိုင်ခဲ့ကြသူတွေဖြစ်ရုံမကတော်လိုင်းအဆက်ဆက်လူမျိုးတစုနဲ့တစု၊ကုညီရိုင်းပင်လည်းအမျိုးသားတန်းတူရင်းနဲ့ကိုပိုင်ပြတ်ထန်းခွင့်ရရှိရေးအလုံကပုံရံသူကိုလက်တွဲတိုက်ပွဲဝင်ခဲ့ကြသူတွေလည်းဖြစ်ကြောင်းဒါကြောင့်ချင်းပြည်နယ်တွင်ရှိလက်နက်ကိုင်ဖွဲ့စည်းတွေကပုံရံသူဖြစ်တဲ့စစ်အာဏာရှင်တိုက်ထုတ်ရမှာအငင်းပွားပဲသမိုင်းကြောင်းနဲ့အမုံစကားကိုရှောင်ကျဉ်ကြဖို့အထုတိုက်တွန်းကြောင်းထုတ်ပြန်ကြမှာဖော်ပြပါရစေ။ ဆရာနာရှင်အဆုံးသက်ရေးနဲ့ Federal Democracy တိဆောက်ရေးတိုက်ပွဲများအတွင်းအသက်နက်ခံနာပြီးဆက်ခဲ့တဲ့သူရဲကောင်းတွေအတွက်လည်းဝမ်းနည်းချီးကွယ်စာနဲ့လေးစားဥညွတ်ကြောင်းဖော်ပြခဲ့ပြီးရှာရူးအဆောင်ရောင်နဲ့ရှားပိုင်ခွင့်များကိုဆွံ့လွှတ်ပြီးအခက်အခဲပေါင်းစုံကြမှာဒီကနေ့ချိန်ထိဆက်လက်ကြက်ကြက်ခံတော်လှန်နေကြတဲ့စီရီယံများဆရာနာရှင်စနစ်အမြင့်ပြုတ်ဖို့နီလန်းမျိုးစုံနဲ့တိုက်ပွဲဝင်နေကြတဲ့တော်လှန်ပြည်သူများနဲ့ထပ်ပို့ပြည်သူများအားလုံးကိုလည်းလေးစားကွန်ပျူတာနဲ့ဖော်ပြထားပါတယ်ဆက်လက်ပြီး၆ကန့်နေတဲ့နေပြည်တော်လမ်းလျှောက်တကြမ်းမှာလူစီကားစီငလင်း င်တန်းတဲ့နန်းစီတန်ဝင်တန်းနဲ့မိသားစုကိုတွားရောက်လဲပတ်ဖို့ဌာနဆိုင်ရာတွေကဖိအားပေးနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။လဲပတ်သူမရှိမဲ၆ကတ်နေတဲ့နေပြည်တော်လမ်းလျှောက်တကြံမှာလူစီကားစေဖို့အတွက်တွားရောက်လဲပတ်ဖို့ငလင်တန်းတဲ့နန်းစီတန်ဝင်တန်းနဲ့မိသားစုတွေကိုဌာနဆိုင်ရာတွေကဖိအားပေးနေကြောင်းနေပြည်တော်မှာဝင်တန်းမိသားစုတချို့ကပြောဆိုပါတယ်။ မနေ့ကဧပြီလ23ရက်နေ့နေ့လယ်ပိုင်းမှာနေပြည်တော်လမ်းလျှောက်တကြားကိုစတင်ဖွင့်လှစ်ခဲ့ပြီးအကြံဘက်စစ်ကောင်စာမင်းရောက်လိုင်းနဲ့စစ်ဘိုလ်ချုပ်တွေလာရောက်နေပတ်ခဲ့ကြောင်းအဲ့ဒီနောက်နန်းစီတရဝန်တန်းနေတဲ့မိသားစုဝင်တွေကိုလည်းနေပြည်တော်လမ်းလျှောက်တကြားကိုသွားရောက်လည်ပတ်ဖို့ဌာနဆိုင်ရာအကြီးအကဲတွေကဖိအားပေးနေကြောင်းသိရပါတယ်။ဘယ်မှမသွားရင်နောက်နေပြည်တော်လမ်းလျှောက်တကြားကိုသွားဖို့ပြောတယ်ကလေးတွေလူငယ်တွေရောမိသားစုလိုက်အသွာအပြန်ကားစီစဉ်ပေးမယ်။တကြံတရတော့သွားရမယ်လို့ပြောတယ်။ဌာနအလိုက်မိသားစုဝင်တွေအားလုံးတရက်စီတော့အလှည့်ကျပို့ပေးမယ်ပြောတယ်။ငလင်ကြောင်တင်းနေတဲ့ င်နေရတာကိုလမ်းလျှောက်တကြံထပ်သွားခိုင်းတာကတော်တော်အဆင်မပြေပါဘူးလို့ယာယီတဲနဲ့နေထိုင်ရတဲ့နေပြည်တော်မှာနန်းစီလျံဝန်တန်းတောက်ကဆိုပါတယ်။မနေ့ကတကြံအကျုံနေနဲ့ဒီဂရီတကြံကြနေမှာနေပြည်တော်လမ်းလျှောက်တကြံမှာပြင်ပမှလာရောက်သူမရှိပဲဝန်တန်းများနဲ့အတင်းအကျပ်လာရောက်ခိုင်းခံရတဲ့ဝန်တန်းမိသားစုတွေနေပြည်တော်ပတ်ဝန်းကျင်ကျေးရွာများမှာပြည်သူတချို့လာရောက်ကြကြောင်းစီကားမှုမရှိပဲ၆ကတ်နေကြောင်းသိရပါတယ်။ဒါအပြင်စစ်ကောင်စီကနေပြည်တော်စေယုံနဲ့ဝန်ကြီးဌာနတွေအလိုက်ဌာနတွင်တကြံပွဲများကိုလည်းပြုလုပ်ခိုင်းနေပြီးစရူဒီတာ အပြင်မော်လုံးရီပေါ်ရွှေရင်အေးမုံလက်ဆောင်တကြံထမင်းတို့ကိုတရက်စီလိုက်အလဲကြလာရောက်လှုပ်အားပေးချက်ပြုတ်ခိုင်းနေကြောင်းလည်းသိရပါဗယ်။အရင်ဆိုရင်တော့ပျော်ပါတယ်ဒီနှစ်ကနေစရာလည်းပြောင်းကုမိတ်ဆွေတချို့လည်းဆုံရှုံကြရတော့ဘာမှအတိတ်ပဲရှိမနေဘူးလို့ဇေယတီမျိုးနဲ့တမတော်ကြီးရင်လေးမိသားစုတကြံပွဲကိုအတင်းအကျပ်တက်ရဖို့ဖိအားပေးခံကြရတဲ့စင်အင်ဂျင်နီယာတက်မအင်ဂျင်နီယာတက်ချက်ကြီးတအုပ်ကဆိုပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မင်းပြားမှာစစ်တုံပန်းနဲ့မိသားစု190ကိုတကြံအကျိုးနည်းကအေးမှပြန်လွတ်ပြီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်မင်းပြားမြို့တင်တိုက်ပွဲကဖမ်းဆီးရမိတဲ့စစ်တုံပန်းနဲ့မိသားစု190ကို AB 73ရဲ့တကြံအကျိုးနည်းကအရခတက်တော်အေးမှပြန်လွတ်ပေးလိုက်တယ်လို့သိရပါဗျ။မင်းပြားမြို့နယ်မှာ ULA AA နဲ့နီးစပ်သူအမျိုးသားတအုပ်ကစစ်သားတွေနဲ့သူတို့မိသားစုတွေစစ်ကောင်စီနဲ့ပတ်သက်တဲ့သူတွေကို AA ကပြန်လွတ်ပေးပါတယ်။သူတို့ရဲ့မိသားစုတွေနဲ့တည်တည်ချာချာဆက်သွယ်ပြီးအခမ်းအနားလုံးထောက်ပံ့ခြင်းပေးပြီးပြန် ွတ်ပေးရလို့ဆိုပါတယ်။ AB လ73ရက်နေ့မနက်ပိုင်းကသူတို့ကိုပြန်လွတ်ပေးလိုက်တာဖြစ်ပြီးလွမြောက်သွားသူအများစုမှလုံခြုံရေးစိတ်ချတဲ့နေမျိုးတွေကဖြစ်တယ်လို့သိရပါတယ်။ဆလပ်ပြီးငလင်အတွက်ပေးတဲ့အာဆီယံအကူအညီများနေပြီးတော့ကိုရောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရှိငလင်ဘေးတင်ပြည်သူများအတွက်အာဆီယံဘေးအန္တရာယ်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုအကူအညီညှိနှိုင်းရေးဗဟိုဌာနကပေးအပ်တဲ့အကူအညီပစ္စည်းတွေနဲ့လူသုံးခုပစ္စည်းစုစုပေါင်းတန်းချိန်2422ကီလိုဂရမ်ရောက်ရှိလာတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။အာ ASEAN AAA Center မှာအထောက်ပံ့ပစ္စည်းတွေကမနီကမနက်ပိုင်းမှာဖိလစ်ပိုင်နိုင်ငံမှာ CW30 လေယာဉ်နှကောင်းနဲ့တန်ကျင်း9013 kg 4318 kg နေ့လယ်ပိုင်းမှာမလေးရှားနိုင်ငံ MAI လေကြောင်းလိုင်းနဲ့ကုန်တန်ကျင်း 14,691ကီလိုဂရမ်လို့ရောက်ရှိခဲ့တာဖြစ်ပါတယ်။အဆိုပါအကူအညီပစ္စည်းတွေကနေပြည်တော်လေးစိတ်ကိုတိုင်းရိုက်ရောက်ရှိလာတာဖြစ်ပြီးစစ်ကောင်စီရဲ့အမျိုးသားတဘာဝဘီယန်နေဆိုင်ရာစီမံခွန်ကမှုကော်မတီကိုစားတာဝန်ရှိသူတွေကလက်ခံရယူခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ငလင်တန်တဲ့ဒေသတွေအတွက်နိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရလျက်ရှိပြီးသက်ဆိုင်ရာနိုင်ငံလိုက်ကယ်ဆယ်ရေးဖွဲ့များဆရာဝန်များနဲ့သူနာပြုဆေးဖွဲ့များလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများစေဝါများကမြန်မာနိုင်ငံကိုနေ့စဉ်ရောက်ရှိကြောင်းစစ်ကောင်စီက ထုတ်ပြန်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်